အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကနေကြိုဆိုပါရစေ။ကျွန်မကတော့ designer on cam ဖြစ်ပါတယ်ရှင်။ဒီဗီဒီယိုလေးမှာတော့ customer လေးတွေရယ်ပေါ့နော်အပ်ထားတဲ့ချီဖွန်ကက်ရှမီယာအပ်ထက်လေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒါလေးကတော့ navy ပြားလေးပေါ့နော်။ဒါလေးကတော့ယူယူနောက်ကွဲစစ်ပဲ။သူကတော့ no bra မဟုတ်ဘူးပေါ့နော်။ဒီတိုင်းလေးအဲ့လိုမျိုးလေးပေါ့ပေါ့ပါပါလေးပဲဝတ်လို့ရအောင်ချုပ်ပေးထားပါရစေ။ဒီနားလေးမှာထမိန်စလေးယူပြီးရောပေါ့နော်။အဲ့လိုလေးချုပ်ပေးထားပါရစေ။စစ်ပြောက်လေးနဲ့။ဒီအဆင်လေးလည်းအရန်လာတယ်။ နောက်တစ်စုံအခုဒီတစ်ခါပါတဲ့ထဲလေးတွေပါဘောเนาะအဲ့လိုမျိုးအဲ left side 80 side အဲ 2x အဲ့လိုမျိုးပေါ့เนาะအဲ့လို site ကြီးကြီးများတယ်ဒါလေးကြီးကြတော့ဒါလေးကကြတော့ငပိအောင်လေးဒါလေးအရန်လာတယ်ရန်လာတယ်ဒါလေးကတော့မင်ဝတ်တဲ့အင်းကြီးပုံစံအတိုင်းချုပ်ပေးပါဆိုလို့အဲ့ဒီ design အတိုင်းလေးချုပ်ပေးထားပါတယ်ဒီနားလေးမှာထမိန်စားလေးယူပြီးတော့ draping လေးပြုလို့ရှိရင်လက်ကလေးอ่ะဒီလိုလက်ကလေးပေါ့เนาะဒီလက်ကလေးရမ်းလာတယ်။ငပိအောင်လေးပေါ့เนาะငပိအောင်လေးอ่ะသုံးစုံအောင်เนาะပါ ဒါလေးကလည်းခုနအစင်လေးနဲ့တူတူပဲခုနအစင်လေးနဲ့အစင်လဲတူပဲအောင်လဲတူပဲငပိအောင်လေးပေါ့နော်ဒါလေးကတော့ဒီမမကကြတော့သူကယိုးယိုးပဲဝတ်တဲ့အတွက်ကြောင့်မလို့အဲရင်မုံယိုးယိုးလေးချုပ်ပေးထားတယ်ရင်မုံယိုးယိုးလေးကိုလည်းလေဟိုပါပေါ့နော်ဟိုပွဲ့တက်လေးပါလေးဝတ်လို့ရအောင်အဲနည်းလေးဆန်းဆန်းလေးချုပ်ပြီးထားပါဘောเนาะဒီမှာဆိုရင်ပန်းကျက်သီးလေးထည့်ပြီးတော့ဒီပန်းကျက်သီးလေးထဲမှာအဲ sequence လေးတွေပြန်ပြီးတော့ထိုးပြီးထားတယ်ပြီးလို့ရှိရင်ဒီထမိန်စလေးကိုလည်းပေါ့เนาะဒီလိုမျိုးနည်းနည်းလေးဆန်းအောင်ယူပြီးထားပါဗျာ ါလေးကတော့ငပိအောင်လေးပါဒီမမကကြတော့ယင်ဖုံးယင်စီအဲ့လိုပဲဝတ်တာပေါ့နော်ဒီပုံဆန်းဆန်းနေမိုးတက်တဲ့ဒီလိုပုံလေးချုပ်ပေးထားပါတယ်ဒါလေးကကြလည်းငပိအောင်လေးဒီဇိုင်းလေးကတော့မတူဘူးပေါ့နော်ဒါလေးကတော့ဒီဒီဇိုင်းလေးကတော့နောက်တစ်မျိုးဒီကက်ရှမီးယားဒီဇိုင်းကနောက်တစ်မျိုးဒါလေးလည်းအရင်လာတယ်။ငပိအောင်လေးပေါ်မှာပန်းငပိအောင်လေးပေါ့အဲ့လိုမျိုးလေး။ဒါလေးလည်းယိုယိုလေးပါပဲ။ယိုယိုလေးကိုမှသူကအဲ့လိုပေါ့နော်။ဝတ်လိုက်လို့ရှိရင်လှနေအောင်ချုပ်ပေးထားတယ်။အဲ့လို တော်တော်လေးဖြစ်သွားအောင်ပေါ့နော်ဝတ်လိုက်လို့ရှိရင်အဲ့လိုပုံစံမျိုးလေးချုပ်ပြီးရတယ်စစ်ပြောက်လေးနဲ့ချုပ်ပြီးရတယ်ဒါမျိုးလေးဆိုရင်ရိုးရိုး daily work ကနေပြီးတော့နည်းနည်းပေါ့နော်ပေါ့ပေါ့ပါပါပွဲလေးတွားလို့ရတဲ့အထိဝတ်လို့ရတယ်ပေါ့နော်ဒီ design မျိုးလေးဆိုရင်ဒါနောက်တစ်စုံဒါလေးကတော့စိမ့်လေးပေါ့နော်ကြံ့ရည်စိမ့်လေးကြံ့ရည်စိမ့်လေးဒီမမကတော့၅စုံတင်တယ်နော်ဒါကတော့မမတယောက်ထဲရဲ့အတ်တဲ့၅စုံဒါလေးကတော့ size size ကြီးလေးပေါ့နော် size ကြီးလေး ဒါပေမဲ့ site ကြီးတွေမှာဝင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ပေါ်မှာသူဟာလေးနဲ့သူပေါ့နော်ချက်ချက်ကက်ကက်လေးနဲ့အရန်လာတယ်ဒီကြီးပုံလေးတွေကဒါလေးကတော့ကြံရင်စင်းလေးဥမာအဲဒီဇိုင်းလေးကတော့ဇာဒီဇိုင်းလေးပေါ့နော်အဲဒါလေးကတော့မမတော့ no bra မကြိုက်တဲ့အတွက် no bra မဟုတ်ဘူးပေါ့နော်ရိုးရိုးပဲချုပ်ပေးထားတယ်။ဒါပေမဲ့ draping လေးကြိုက်တဲ့ဆိုတော့ draping လေးကိုတော့အဲ့လိုမျိုးလေးအဆင်ပြေအောင်ထည့်ပေးထားပါဗျ။ draping လေးနဲ့ဒီဘက်မှာ sequence လေးတွေထိုးပေးထားပါဗျ။ဒါမျိုးလေးပေါ့နော်။ ဲ့တော့နောက်တစ်စုံနောက်တစ်စုံကတော့အပြာရောင်လေးပါပြာလေးဒီအပြာလေးအရင်လာတယ်ခဲပြာလေးခေါ်မလားပေါ့နော်ဒီဇိုင်းလေးလည်းလာတယ်သူရဲ့ပိတ်စဒီဇိုင်းလေးလည်းလာတယ်ဒီကြီးပုံစံလေးကတော့ရင်ဖြတ်ဆက်ကလေးပေါ့နော်ရင်ဖြတ်ဆက်ကလေးနဲ့ဒီနာလေးမှာအဲပိတ်စအတွန့်လေးနဲ့ပေါ့နော်ပြီးရင်ဒီနာလေးကိုကြတော့သမိန်စလေးယူပေးထားပါတယ်ဒါလေးပါစစ်စစ်ပြောင်လေးနဲ့ချုပ်ပေးထားပါတယ်။နောက်ကိုဒါလေးကတော့ပိန်းဥယောင်လေးရမ်းလာတာပဲမှာ ဒီ design လေးအရန်လာပါတယ်ပန်း design လေးပေါ့နော်ပန်း design လေးအင်ကြီးလေးကိုကြတော့ဒီပုံစံလေးပေါ့နော်ဒါမျိုးလေးချုပ်ပြီးထားပါတယ်အင်ကြီးလေးကိုကြတော့ဒီ design လေးပါအဲထမိန်ထမိန်စလေးကိုဒီမှာယူပြီးတော့ဒီနားလေးမှာကပတ်ပြားလေးနားမှာဒီနားဒီနားလေးမှာဟိုဟာလေးထည့်ပေးထားပါတယ် sequence လေးထိုးပေးထားပါတယ်ရှင်ဒါလေးကဒါလေးလည်းဝတ်လိုက်လို့ရှင်ရမ်းလာမယ့် design လေးပါဒါလေးကတော့ make up ရောင်လေးပါ make up ရောင်လေး က်ကက်ရောင်လေးဒီဒီဇိုင်းလေးလည်းလာတယ်ဒါလေးကိုတော့ဒီနားလေးမှာ line ပေါက်ပေးထားဒီလိုဒီလို line လေးပေါက်ပေးထားပါတယ်ဒီလိုရှင်ဒီမှာတော့ထမိန်စလေးယူပြီးတော့ sequence လေးတစ်ချောင်းထိုးပေးထားပါတယ်ဒါလေးကတော့ဝတ်လိုက်လို့ရှင်အသားလေးနဲ့ကတ်သွားပြီးတော့ဒီနားလေးမှာဘာမှမပါသလိုပုံစံမျိုးလေးဖြစ်နေမှာပေါ့နော်အဲ့ဒီဒီဇိုင်းလေးပါနောက်တစ်စုံနောက်တစ်စုံကကြတော့အဖြူလေးအဖြူရောင်လေးပါဒါလေးလည်းရမ်းလာအဖြူရောင်လေးတန့်နေရပါ အဖြူရောင်လေးကိုကြာတော့ဒီနားလေးမှာ dripping လေးလုပ်ပေးထားပါတယ် dripping လေးရင်းလာတယ် dripping လေးထိုးပေးထားတယ်ပြီးလို့ရှိရင်ဒီမှာ sequence လေးတွေလုံးဝအပြည့်လေးထိုးပေးထား sequence လေးရင်းလာတယ်ဒီကပတ်ပြားလေးမှာလည်း sequence လေးတွေအပြည့်ထိုးပေးထားပါတယ်ထမိန်လေးနဲ့လိုက်အောင်ပေါ့နော်ဘုလိုက်လို့ရှိရင်ဒါလေးကရင်းလာမှာဒီ dripping လေးတွေကရင်းပေါ်မှာလက်ရှိလေးချုပ်ပေးထားပါတယ်ဒါလေးကိုကြာတော့လက်ရှိလေးပေါ့နော်ဒီလိုမျိုးလေးပါ အဲ့ဆိုရင်၅ဆုံပေါ့နော်ဒီမမတော့၅ဆုံအဲ့ဆိုရင်ကုန်ပြီပေါ့နော်အဲကြည့်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်အဲဒီဇိုင်းလေးကိုစိုက်နေတက်မဲ့လို့လည်းမျှော်လင့်ပါတယ်ရှင်ဗီဒီယိုလေးကို like and share လေးနဲ့အားပေးကြပါအောင်ရှင်ကျေးဇူးပါရှင်